်ဗန်ကောက်မြို့နဲ့ဖနွမ်းမင်စီရန်ရီမြို့တို့ကြားထိုင်းစိုးရပိုင်း transport company ပြေးဆွဲနေတဲ့ဘတ်ကားဝန်ဆောင်မှုကိုစွန်ရှိရမှာရန်ဆန်းလိုက်ပါတယ်ခီးသွားဘတ်ကားတွေကိုထိုင်းကမောရီးယားနေဆက်ကမဖြတ်တန်းရဘူးလို့တမ်းမြစ်ထားတာကြောင့်ဝန်ဆောင်မှုတွေရန်ဆိုင်ထားတာဖြစ်တယ်လို့အစိုးရပိုင်းလုပ်ငန်းက Facebook စာမျက်နှာကနေတင်ဆက်အတည်ပြုထားပါတယ်ဗန်ကောက်စီရန်ရီလမ်းကြောင်းဟာ429ကီလိုမီတာရှိတယ်လို့အဲ့ဒီကုမ္ပဏီရဲ့ဖော်ပြချက်အရသိရပါတယ်အဲ့ဒီလမ်းကြောင်းမှာဘတ်ကားတွေတနည်းနှစ်ကြိမ်ပြေးဆွဲပြီး ။ဘန်ကောက်နဲ့စီရန်ရီကနေမနက်9:00နာရီမှာထွက်ခွာတဲ့ခီးစဉ်တွေဖြစ်ပါလိမ့်။အဲ့ခီးစဉ်တွေအတွက်ဘတ်စကားကဘတ်850ပေးရတယ်လို့သိရပါတယ်။ဘန်ကောက်နဲ့ဖနွမ်းပင်လမ်းကြောင်းကတော့839ကီလိုမီတာရှည်ပြီးဒီလမ်းကြောင်းမှာလည်းဘတ်စကားတွေတနေ့နှစ်ကြိမ်ပြည့်စွဲနေတာဖြစ်ပါတယ်။ခီးစဉ်တစ်ခုစီဟာဘန်ကောက်နဲ့ဖနမ်ပင်ကနေမနက်၈နာရီမှာထွက်ခွာတာဖြစ်ပြီးဘတ်စကားကဘတ်900ကျတဲ့တယ်လို့သိရပါတယ်။ မြန်နိုင်ငံနယ်စပ်မှာခိတ္တပြစ်ခတ်တိုက်ခိုက်မှုဖြစ်ရာကနေကမ္ဘောဒီးယားစစ်သားတအူးတေဆုံးသွားခဲ့ပြီးရနောက်နှစ်ဖက်ဆွေးနွေးမှုတွေရှိပေမဲ့တင်းမာမှုတွေဆက်ရှိနေဆဲဖြစ်ပါတယ်။အဲ့ဒီအငင်းပွားမှုကိုမြန်နိုင်ငံပူးပေါင်းဖြေရှင်းဖို့ထိုင်းကအစိုးပြုထားပေမဲ့ကမ္ဘောဒီးယားကနိုင်ငံတကာတရားရုံးမှာဖြေရှင်းလိုကြောင်းပြောဆိုထားပါတယ်။မြန်နိုင်ငံနယ်စပ်မှာထိုင်းနဲ့ကမ္ဘောဒီးယားတို့အရင်ကလည်းပဋိပက္ခဖြစ်ပွားခဲ့ပြီးနိုင်ငံတကာတရားရုံးကကြားဝင်ဆုံးဖြတ်ခဲ့ရပါတယ်။